မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့ John B. Knox ရေးသားတဲ့ Man's Religions ဆိုတဲ့အစာအုပ်ကိုဆရာဆန်းလွင်ဘာသာပြန်ရေးသားတယ်လူတို့ကိုယ်ကိုယ်ရာဘာသာကြီးများ နောက်ခံသမိုင်းနဲ့ဒသနာများဆိုတဲ့စာလေးဖြစ်ပါတယ် လို့ဟာမတူ क्वे ပြားတဲ့ဘာသာပေါင်းစုံနဲ့တူတကွနေထိုင်ခဲ့ကြဘူးပါလေဒါကြောင့်အချင်းချင်းပုံနားလည်ပြီးချစ်ကြည်ရင်းနှီးစွာလေးစားစွာဆက်ဆံနိုင်မှုဘာသာပေါင်းစုံကို လေ့လာခြင်းခဲ့ပါတယ်တူအိုတူနားလည်လေးစားပြီးတိုးတက်သောအနာဂတ်နိုင်ငံတော်အတွက် ကျွန်တော်နဲ့အတူတူ လေ့လာကြရအောင်ခင်ဗျာအခန်း၁ ရှေ့ကြိုက်ပျောက်ကွယ်ပြီးခဲ့သောဘာသာအယူဝါဒများ အခန်းတသမိုင်းဥခက်ကဘာသာကိုပဲပေါ့သမိုင်းဥခက်လူသားများဟာသူတို့နေစဉ်ရင်ဆိုင် တွေ့ကြုံခံစားနေရသောအတွေ့အကြုံများကို တုံ့ပြန်ရမည်နီလန်းများကိုသူတို့ကိုယ်ွယ်တဲ့ဘာသာအယူဝါဒများကအတင်းကြားပေးထားခဲ့ပါ သူတို့တွေးကြုံရတဲ့အတွေ့အကြုံများဆိုဒီမှာမိတော်ပေါကွဲခြင်းမင်းလင်းလှုပ်ခြင်းရေးကြီးခြင်းစသည်လို့ဖြစ်ပါတယ်လူသားများနဲ့လူအဖွဲ့အစည်းပေါ်ကြောက်ရွံ့လာတဲ့တကိုးတတ္တိတွေကိုမိခဲ့သူတုံ့ပြန်ရမည်ဆိုတာကိုဘာသာတရားအနေနဲ့လေ့လာကြရပါတယ်ဒုက္ခမှာ ရှိခဲ့လူသားများဟာ တို့ရဘိုးဘေးနတ်များအမျိုးသားရေးဆိုင်ရာနတ်များအမြင့်အရှင်သခင်နတ်ဖရာများကိုကြံစီကိုးကွယ်လာခဲ့ကြပါတယ်ထို့နောက်ကာလများစွာကြာတဲ့အခါမှလာလူဘဝနဲ့ပတ်သက်ပြီးကြဲပြန့်သောကိစ္စများကိုစဉ်းစားလာခဲ့ပါတယ်လောကကိုအလုံးစုံဖန်ဆင်းနိုင်သောရှင်ထာဝရဖရာသခင် God သဘောကိုစောင့်နေအကျွေးမဲ့ဖန်ဆင်းရှင်ဆိုတဲ့သဘောနဲ့ထိုဖန်ဆင်းရဲ့ထာဝရဘုရားသခင်ဆိုတဲ့ရည်ရွယ်ချက်ဆန္ဒတော်များကိုပါစဉ်စားတွေးခေါ်ခဲ့ကြပါတယ်ဒီတွေးခေါ်နဲ့တိုးတက်မှုအလန်းကျယ်မှုဟာ လူသားတို့ရဲ့တမိုင်းကြောင်းတစ်ခုလုံးကို စိတ်ဝင်ပြန့်နှံ့သွားပါတယ်ဒီဖြစ်ရဟာကြီးကျယ်တဲ့ဇလန်းကြီးတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်လူသားတို့ရဲ့အတွေးခေါ်တိုးတက်မှုဟာ ကွဲပြားခြားနားတဲ့လူသားဘာသာကြီးယုံကြည်မှုများနဲ့တွေ့ကြုံများပါလေ။မိတို့ဩသာလွှမ်းမိုးနိုင်ခဲ့ပုံ။လူသားကြီးဘာသာကြီးတမိုင်းတစ်လျှောက်တွင်မိမကျွေဝခဲ့ပြီးအတွေးခေါ်သည့်အစဉ်သဖြင့်ပြောင်းလဲတိုးတက်ခါတန့်စင်အောင်အထက်ထက်သုတ်သင်ခဲ့ကြပုံကိုစပြီးတွေ့ရှိရမှာဖြစ်ပါတယ်။ဘာသာကြီးဝါလာများဟာ၎င်းတို့၏ ရှင်သန်ကြီးထွားလာမှုရတန်ကြီးမျိုး ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းမျိုးရိုးရင်းပယ်ရှားခြင်းမျိုးခံရရခဲ့ပါတယ်သို့သောတိုးတက်ထွန်းကားရေးအတွက်အချိန်ရခဲ့ပါတယ်လူမှုစီးပွားရေးအခြေအနေများရဲ့ကန့်သက်ချုပ်ချယ်ခံရမှုများနဲ့ကြုံတွေ့တာတော့မှဘာသာရေးယုံကြည်တတ်ဝင်မှုများပြည်ပြောဝထွန်းကားတဲ့အခြေအနေကိုလည်းရောက်ရှိခဲ့ကြပါတယ် ဒါကြောင့်ဘာသာယူဝါဒတွေကိုလေ့လာတဲ့အခါထိုဖြစ်စဉ်များကိုပါလေ့လာသုံးသပ်သင့်ပါတယ်။သို့ဖြစ်ရာဘာသာယူဝါဒကြီးတစ်ခုဖြစ်ထွန်းလာသည့်အချိန်ကစ၍တဖြည်းဖြည်းတိုးတက်စီးပင်းကြီးထွားလာပုံများကိုပါလေ့လာသင့်ပါတယ်။အကြောင်းမူကားထိုကဲ့သို့အစကစ၍လေ့လာသုံးသပ်အစီအစဉ်ချင်းမရှိဘဲလူတယောက်အကြောင်းကိုသိသည်ဟုဆိုရင် အမှန်တကယ်နားလည်ဖို့မဖြစ်နိုင်ပါထို့ကြောင့်ယခုကျွန်ုပ်တို့သည်ထိုဖြစ်စဉ်ဤတဲ့သို့ပါဝင်ပါတော့မည်ဤဖြစ်စဉ်ဤပြောပြချက်အရကျွန်ုပ်တို့သည်လူသားတို့ဤဘဝတွင် သူဤဘာသာတရားယုံကြည်ကိုးကွယ်မှုက စိတ်ကိုကျေနပ်အောင်ဖန်တီးပေးထားသောလူဝင်ဆန္ဒအချို့ကိုလည်းပေါ်ထုတ်နိုင်ပါလိမ့်မယ်ထိုချက်ကိုကောင်းစွာနားလည်နိုင်ရန်အတွက် အတိတ်စီတို့တက်နိုင်သမျှဝေးဝေးလန်လန်နောက်ဆုတ်ပြီးစတင်လေးလာကြည့်ကြပါစို့ကြောက်ခစ်ကဘာသာကိုးကွယ်မှုဘာသာယုံကြည်ကိုးကွယ်မှုသည်ဘယ်အချိန်လောက်ကစတင်ပေါ်ပေါက်ခဲ့ပါသလဲဒီချက်ကို တိတိတကျပြောဖို့တော့ခက်ပါတယ်ဘာသာယုံကြည်ကိုးကွယ်မှုဟာအလွန်ရှိကြတဲ့လူသားများစိတ်ထဲမှာ လုံခြုံစိတ်ချအသက်ရှင်နေထိုင်ရေးအတွက်ကြိုးပမ်းကြရမှာပေါ်ပေါက်လာတဲ့အရာဖြစ်ပါတယ် BC တသိန်းမှ4000ရာတွင်ပေါ်ပေါက်ခဲ့တဲ့လူသားများသည်ပင်လင်ပထမဦးဆုံးသောဘာသာယုံကြည်ကူးကွယ်သူများမဖြစ်နိုင်ပါဘူးဒီနေရာမှာ BC ဆိုတာ before christ ခရစ်တော်မှာပေါ်ပေါက်ခင်ကာလကို ကြီးရာမှာငေရာသို့ဆင်းရည်တက်တဲ့ နှိရည်တွက်မှုမျိုးဖြစ်ပါတယ်။တို့ရရင်ထိုရှိကြတဲ့လူသားများအရင်ကပင်ဘာသာယုံကြည်ကူးကွယ်မှုများ ရှိခဲ့နိုင်သည်လို့တွေးဆမယ်ဆိုရင်လည်းမိမ်မဲရာကြပြန်ပါလေ။တေးကြသလောက်ပြောရရင်လွန်ခဲ့တဲ့နှစ်9သိန်းလောက်ကပေါ်ပေါက်ခဲ့တယ်လူမဖြစ်တဖြစ်တရဝါမျိုးတွင် ထိထိရောက်ဘာသာယုံကြည်ကိုးကွယ်မှုမျိုးစတင်ဖြစ်ပေါ်နိုင်ခြင်းမရှိသေးပါဘယ်ကြောင့်ဆိုသော၎င်းခေတ်ကကျင်းရခဲ့သောလူသားများဘဝရှင်သန်နေထိုင်ရေးအတွက်ယုံကံရတွင်အသုံးပြုခဲ့ကြသော မိခတ်ကြောက်လိုအသုံးဆောင်များနှင့် ကြောက်လန့်နှက်များကိုလေလာကြည့်ခြင်းအဖြစ်ထိုခေတ်လူသားများ၏အသိဉာဏ်အဆင့်တန်းကိုခံမနိုင်ပါလေဘာသာယုံကြည်ကိုးကွယ်မှုအယူအဆတွေးခေါ်မျိုးပေါ်ပေါက်နိုင်သောဉာဏ်အဆင့်တန်းမျိုးမဟုတ်ပါ လွန်ခဲ့တဲ့နှစ်တသိန်းမှ2500ကြာပေါ်ပေါက်ခဲ့ကြတယ်ကြောက်ခဲ့နှောင်းလူသားများမှာဟုတ်ဘာသာယုံကြည်မှုမျိုးတိတိကျကျရှိနေပြီဖြစ်ကြောင်းသိနိုင်ပါတယ်သူတို့နေထိုင်ခဲ့တဲ့လိုင်းဟူများထဲမှာအထောက်ထားများကိုတွေ့ရပါတယ်ထိုခေတ်လူသားများဤလူသည်အလောင်းကိုပြုံနံရတဲ့အခါစားစရာများဖြင့်ပူဇော်ပါသကြကြောင်းအယူအကျွင်းကြံများအသိရပါတယ်။ဒါပြင် မြေမြုပ်တကြိုပွဲများအသုံးပြုခဲ့ကြတဲ့မိခတ်ကြောက်ကရိယာကိုလည်းတင်းချိုင်နဲ့ထည့်ခဲ့ကြကြောင်းတွေ့ရှိရပါတယ်။ထို့အချိန်မှာအတွေးခေါ်အပြင်ပုံပုံမြမသောနတ်ကိုယ်ွယ်မှုရှိနေပြီဟု ယူဆနိုင်ပါတယ်။ထိုခေတ်လူသားများတွင်တည်သွားသောသူများသည်တမလွန်ဘဝ၌စိတ်မွေ့နဲ့နေသောခန္ဓာသည်ဖြင့်ဆက်လက်အသက်ရှင်နေသည်ဟုယုံကြည်ချက်မျိုး ရှိနေပြီဟု ဆိုသင့်ပါတယ်။၆ခေတ်ဟောင်းရဲ့ နောက်ပိုင်းကာလကိုရောက်တဲ့အခါအနှစ်2500ခန့်ကိုဆိုလိုပါတယ်။ဥရောပနဲ့အာဖရိကအတိုက်များပေါ်ပေါက်လာတဲ့အခါခရိုမဂနွန်လူသားများခေတ်ကို ရောက်ရှိလာတယ်။ကြောက်ခေတ်ဟောင်းလူသားများရဲ့ဘာသာရေးယုံကြည်မှုနဲ့ကိုးကွယ်မှုဓလိထုံးစံများဖို့ပါတိတိကျကျသိလာရပါတယ်။ခရိုမဂနွန် လူသားများမှာ လူပုံသဏ္ဍာန်ပိတ်ပြီးသားအဖြစ်ကိုရောက်နေကြပြီလူသားများဖြစ်လာပါလေသူတို့ရဲ့ဥကောင်းကုန်များဟာခက်တဲ့လူသားများရဲ့ဥကောင်းကုန်များတဲ့အတန်အသင့်ကြီးပါတယ်တချို့မနုဿဗေဒပညာရှင်များကတို့ခေတ်လူသားများရဲ့ဥကောင်းကုန်များဟာယခုခေတ် sick လူမျိုးများ၏ဥကောင်းကုန်နဲ့ပိုပြီးတူသည် ဆိုကြပါတယ်အရင်မောင်းမြင့်သော လူမျိုးများတဲ့တွင် chromagnon များမှာပိုပြီးသံမှာထွားကြိုင်ကြန့်ခိုင်ရပါတယ် အနှစ်တသိန်းကျော်ကရှိခဲ့ကြတဲ့နီန်ဒတ်လာလူများ အသက်ရှင်နေထိုင်ခဲ့ရရတဲ့အလွန်ပြင်းထန်သောရာသီဥတုနဲ့နှိုင်းဆိုင် ပိုပြီးသက်တောင့်သက်သာရှိတဲ့ရာသီဥတုရှိရအရများကို ခရိုမက်ဂနွန်များဝင်ရောက်လာခဲ့ပါတယ်။သူတို့ဟာနီန်ဒတ်လာလူမျိုးများကိုအစားထိုးတဲ့လူများဖြစ်ပါတယ်။လွတ်လပ်စွာလက်လျက်သွားလာနေကြပါတယ်။ရေဒီယာမျက်နှာချေသလုံးအိမ်တိုင်းပြုတ်ပြီးသွားလာကြပါ အေဂျန်ရဲ့ယာစီဥရုဝင်သာသူတို့ကြောက်ကူကြောက်ခေါင်းများထဲမှာအောင်းနေကြပါတယ်အထူးသဖြင့်အမဲလိုက်ခြင်းအလုပ်တစ်ခုတည်းဖြင့်အသက်မွေးဝမ်းကြောင်းကိုပြုခဲ့ကြတယ်သူတို့ပြစ်ခတ်စားတောက်ခဲ့ကြတဲ့သားကောင်ကြီးများမှာ ပြောင်းဥရောပနွားရိုင်းတခါလျံဆင်ရိုင်းနဲ့အထူးသဖြင့်ရေခဲတမင်များမြင်းရိုင်းများဖြစ်ကြတယ်ဒီသမိုင်းတောက်တာများကို၎င်းတို့ရဲ့လဟာပြင်းစခန်းချအရက်များဖြစ်တဲ့ပင်သစ်ဘီတောင်ပိုင်းလေပိုင်းဆိုလူတာ အရက်မှာရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒုနီယာမှာရှီဟောင်းသုတေသနပညာရှင်များကမြင်းအယူပေါင်းတသိန်းညော်နဲ့အတူရေခဲသမင်အယူများဆင်ရိုင်းကြီးများရဲ့အယူများကိုတွေ့ရှိခဲ့ကြတယ်။အနှစ်ရာချီ၍ပြစ်ခတ်စားတောက်ခဲ့ကြသောသားကောင်များရဲ့အယူချင်းအယူချံများ ဖြစ်နိုင်ပါတယ်။ခရိုမက်ဂနွန်လူမျိုးတွေဟာမြင်းများကိုယင်ပါအောင် ဆုံးမပြီးအိမ်မွေးသတ္တဝါအဖြစ်အသုံးချခဲ့ခြင်းမျိုးရှိဟာမတူပါဘူး။ မင်းရဲများကိုအစားအစာများဖြစ်တာအသုံးချခဲ့ကြတူပါတယ်။မင်းရဲများအုပ်စုဖွဲ့ပြီးတွာလာနေထိုင်ကြစဉ်ပြစ်ခတ်တပ်ဖြတ်ရန်လွယ်ကူတဲ့အနေရဲကင်းပါတယ်။သူတို့ထက်ရှေးကျသောနီန်ဒတ်လာများနဲ့ခရိုမက်နိုများအနေချင်းတူကြတဲ့အချက်က လူသေးအလောင်းများကို မြုပ်နှံကြခြင်းဖြစ်ပါတယ်။တင်းကြိုင်ကုန်းကိုတနင်္လာရက်မှာပြုလုပ်ထားတတ်ကြပါတယ်။၎င်းတို့နေထိုင်တဲ့ဂူများအနီးမှာမြေမြုပ်တကြိုးချင်းမပြုတ်ပါဘူး။ လူသေးလောင်းကိုမြေတွင်မြုပ်တဲ့အခါလူသေးကောင်ကိုပတ်ဝိုင်းပြီးလက်ဝဲရနာများလက်နက်ပစ္စည်းများနဲ့အစားအစာများထည့်သွင်းမြုပ်နှံတတ်ကြပါတယ်။အထူးစိတ်ဝင်စားစရာကောင်းတဲ့အချက်က၎င်းတို့ဟာဆေးအနီများကို လူသေးလောင်းများပေါ်သွန်လောင်းချတဲ့ဓလေ့ထုံးစံရှိတယ်။ထိုလူများရဲ့ဘဝတွေပကြီးဆေးရည်ချင်းအတက်ဟာအလွန်ရေးပါတဲ့အခန်းကအပါဝင်ခဲ့ပါတယ်။ခရိုမက်ဂနွန်များဟာ မှတ်သားဖို့ရယဉ်ကျေးမှုစွမ်းဆောင်ချက်ကတော့သူတို့ရဲ့ပကြီးပညာနဲ့ရုပ်တုပညာဖြစ်ပါတယ်သူတို့မှာနိုင်ငံစေးပကြီးတွေရေးဆွဲခဲ့ကြတယ်ရွှေရုပ်ထုတွေထုလုပ်ခဲ့ကြတယ်အယိုးများနဲ့ဗဟုထုခဲ့ကြပါတယ်ရှေ့ခေတ်လူသားများအားလုံးထက်ပကြီးဗဟုရေးဆွဲ ထုလုပ်ရမှာဖြစ်ရမှန်သဘောအရ၎င်းအနီးဝေးအလင်းမောင်သဘောအရ၎င်းအဖက်ဖက်ကတာလုံးပါတယ်သူတို့အဓိကထားပြီးပကြီးဗဟုရေးဆွဲထုလုပ်ကြတဲ့အကြောင်းအရာများမှာ သူတို့အမဲလိုက်တဲ့သားကောင်များဖြစ်ပါတယ်သူသဖြင့်တိရစ္ဆာန်သားကောင်ပုံများတာများပါတယ်လူပုံသဏ္ဍာန်ရေးဆွဲမှုကတော့အနည်းငယ်ရှားပါတယ်ဘဘူးရုပ်ထုများနဲ့ပကြီးများကိုနယံဖွေပေါ်မှာရေးဆွဲထုတ်လုပ်ခဲ့ကြတယ်မိတို့တွေစက်ပြာကြောက်ကိုထွင်းထားသောအမဲစီသောအမိကွက်များရဲ့အလေးအောင်ကိုအသုံးပြုပြီးလှုပ်ခဲ့ကြတယ်ဒီပကြီးဘဘူးတွေကိုလှုပ်ခဲ့ကြတဲ့အခါမှာသူတို့စိတ်ထဲမှာဘာတွေရှိခဲ့ကြလဲ ရရှိထားတဲ့အချက်လက်အားလုံးကိုကြိုက်နေတဲ့အဖြစ်ကိုပေးရမယ်ဆိုရင်တော့ခရိုမက်ဂွန်လူမျိုးများရဲ့အလေးအထားမော်အတက်နဲ့ဆက်ဆက်နေတယ်လို့ဆိုနိုင်တယ်။ပကြီးပုံတွေအင်းကွက်ပုံတွေကို၎င်းတို့ရဲ့မော်ဝိဇာလုပ်ငန်းတွေအတွက်အသုံးချခဲ့ကြတယ်ဖြစ်ပါတယ်။ယခုခေတ်တိုင်အောင် ရှေးကြတဲ့လူမျိုးများတဲ့တွင်ရုပ်ပုံအင်းချက်များမိမိတို့ရဲ့ဆုံးတိုက်ဓာတ်တိုက်လုပ်ငန်းမှာမိမိတို့ပြူစားလိုသူ ကိုစားပြုတယ်ဆိုတဲ့အယူအဆမျိုးရှိကြပါတယ်။မုံဝိဇာအတက်နဲ့တိုက်နွားအစီအမျိုးလည်းပြုလုပ်တတ်ကြတယ်။ဒါ့အပြင်ခရိုမက်နိုမုတ်ဆိုးများဟာတောလိုက်မထွက်မီစုဝေးကြပြီးခေါင်းဆောင်ဖြစ်သူနတ်ဆရာကဥဆောင်မီပူဇော်ပတ်တာပွဲများကျင်းပလေရှိပါတယ်။ထို့အချိန်မှာနတ်ဆရာကသူတို့အမဲလိုက်ရန်ယူရထားတဲ့သားကောင်ရုပ်ပုံကိုပကြီးဆေးများဖြင့်ရေးဆွဲတုပ်လိမ့်ပါတယ်။ ဒီလိုပုံမျိုးကိုဂူနယ်များမှာအထင်ရှားတွေ့ရပါတယ်သူတို့အလိုရှိရာကိုရရှိနိုင်အောင်ကြိုတင်၍ပူဇော်ပတ်သက်ရသည်ဆိုတော့အယူဆရှိခဲ့ကြပြီတဲ့ယနေ့ထက်တိုင်းထိုအယူဆမျိုးလူမျိုးတိုင်းမှာကဘာပေါ်မှာရှိနေပါသည်လေပကြီးရေးဆွဲရမှာအခြားစိတ်ဝင်စားမှုတစ်ခုပါလူကိုကိုးစားပြု၍ပေါ်ပြထားသောအမှတ်အသားများစွာတွေ့ရပါတယ် လူသားအမျိုးသမီးများရဲ့ရုပ်ပုံသေးသေးကလေးများကိုထုလုပ်ခဲ့ကြတယ်။ထိုပုံများများသောအားဖြင့်သားသမီးများအောင်မြင်စွာမွေးဖွားကြခြင်းကိုသင်္ကေတပြုတဲ့အမှတ်အသားများဖြစ်ကြတယ်။ထိုပုံများမှာဝါဝါတုတ်တုတ်တင်ပစုံကြီးကြီးရင်သားကြီးကြီးဗိုက်ရွှဲရွှဲကိုဦးစားပေးပြီးထုလုပ်ခဲ့ကြတယ်။ဆိုလိုသည်ကအမျိုးသမီးမိခင်ကိုဆိုလိုတာဖြစ်ပါလေ။ဤကဲ့သို့ရုပ်ပုံများကိုအသုံးပြုခြင်းမှာအသီးနှံပေါများခြင်း ရှက်တင်မှုအောင်မြင်စေခြင်းနမိတ်ကိုဆောင်ပါတယ်။ထို့ကဲ့သို့သာသမီထုံငါခြင်းအသီးနှံဖြစ်ထွန်းပေါ်များခြင်းရှက်တင်အောင်မြင်ခြင်းနမိတ်ကိုဆောင်သောနိုင်ရန်စေးရေးပကြီများကိုစပိန်ပြည်ကိုဂူးကြောက်စခန်းတစ်ခုမှာတွေ့ရပါတယ်။ဝဲလက်စလက်ယောက်ျားတူကို အမျိုးသမီးကိုအူကဝိုင်းရံထားခြင်းပုံဖြစ်ပါတယ်။ဒီပုံဟာရှေးခေတ်လူမျိုးစုများရဲ့ လူလားမြောက်ချင်းအပြိုပြောဝင်ခြင်းကိုအစပြုပြီးပေါ်ပြတဲ့ပုံလေးဖြစ်ပါတယ်။ဒါမှမဟုတ်အမျိုးသမီးများဝိုင်းရံထားသောအဝတ်မဲ့ယောက်ျားဟာတာသမီးထွန်းကားကိုတီးနံပေါ်များကိုပူဇော်ပတ်တာဝဲကိုဥဆောင်တဲ့နတ်ဆရာများလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အထပ်ပါပုံများရ ရှေးကြသော လူသားများဟာတာသမီးပေါ်များချင်းအတီးနံပေါ်များချင်းအတွက်လည်းကော မဲလာရ၌တားတော်အောင်ရရှိရေးအတွက်၎င်းပူဇော်ပသခြင်းအမှုကိုပြုလုပ်ခဲ့ကြကြောင်းထင်ရှားပါတယ်။ဒီလိုပူဇော်ပသခြင်းဟာမိမိတို့အလိုရှိတဲ့အရာကိုရရှိအောင် ပြုလုပ်နိုင်သောထိမ့်ချုပ်တဲ့နီလန်ဖြစ်တယ်လို့လည်းယုံကြည်ပါတယ်။ဒါဟာကွယ်ဘာသာရေးဆိုင်ရာယုံကြည်မှုထောက်ထားဖြစ်ပါတယ်။ဒီလိုတိုင်းရဲ့ဘာသာရေးအကျိုးသက်ရောက်မှုရှိအောင်ပြုလုပ်တဲ့ယုံကြည်ကိုးကွယ်မှုသဘောတရားများကို ခရိုမက်ဂနွန်လူမျိုးများရဲ့လူသေးအလောင်းမြုပ်နှံတဲ့သင်းညူဓလေ့ထုံးစံများမှာလည်းတွေ့ရပါတယ်လူတွေများကိုအထူးသဖြင့်အတုပအခမ်းအနားဖြင့်မြေမြုပ်တဲ့ကြိုးရမှာမသေးမီကထိုသူတို့နေထိုင်ခဲ့တဲ့နေရာအနီးအနားမှာမြုပ်နှံရှိတယ်လူသေးကောင်အလောင်းရဲ့နဘေးမှာလေမိခကြောင်လဝတ်တစားအခုအစားအစာများကိုပါထည့်သွင်းပြီးမြေရင်းခတ်တင်နေမှာမြုပ်ပြီးတင်းကြိုင်းမြေပေါ်ကစေးနီအရင်များလောင်းချခြင်း ပြုလုပ်နေရှိပါတယ်ဒီလိုပြုလုပ်တာကိုတမလွန်ဘဝမှာထိုးသူဟာတဖန်ပြန်၍အသက်ရှင်နေရမည်ဆိုတဲ့ဘာသာရေးယုံကြည်ချက်ကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်းထင်ရှားနေပါတယ်အနီအောင်စင်းရမှာအသက်သွေးကိုသင်္ကေတပြုထားခြင်းဖြစ်ဟန်ဒူပါတယ်ထိုချိန်ကအာယူပသဘောကိုဆောင်တဲ့နန်ကြီးတက်တက်တည်ရှိတဲ့သဘောကိုနားလေယုံကြည်သောဘာသာရေးလူကြီးမျိုး မရှိသေးဘူးလို့ယူဆရပါတယ်။သို့တော့သေပြီးတဲ့နောက်ပြန်လည်ရှင်သန်လာသူများဟာတစေသေးရဲ့ပြိတာသဘောဖြင့်တည်ရှိတယ်ဆိုတော့အယူဆမျိုးကဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်တယ်။ဒီလိုယုံကြည်ချက်နဲ့ဆက်ဆက်တဲ့အပြင်ထိုခေတ်လူသားများရဲ့စိတ်မှာသေခြင်းတရားနဲ့ပတ်သက်တဲ့ယုံတည်ကြောက်ရွံ့မှုမျိုးနဲ့ထိတ်လန့်မှုမျိုးနဲ့ကြည်ဟန်ဒူပါလိမ့်ဒီအချက်ကို ကြောက်ခဲ့လူသားများရဲ့အယိုးစုများတည်နေပုံကိုလေလေ့လာကြည့်ရင်ထင်ထင်ရှားရှားတွေ့နိုင်တယ် လူတွေအလောင်းတွေကိုဒိုင်းငွေဖြင့်ထောက်ရထောင်ထားပါတယ်အဝတ်များဖြင့်လည်းစီးပတ်ထားပါတယ်၎င်းတို့တင်းကြိုင်းမှထလာပြီးတက်ရှိလူသားများကိုမနှိမ့်ဆက်နိုင်အောင်လေးလံသောကြောက်တုံးကြီးများနဲ့လည်းဖိထားခဲ့ရတွေ့ရပါတယ်တေသူများနဲ့ဆက်တဲ့ယူသေးကြောက်ရွံ့မှုထိတ်လန့်တုန်လုံးမှုသဘောဟာအုပ်စုခေါင်းဆောင်လူကြီးများမသိရင်ကပြုတ်မှုနေထိုင်ခဲ့ကြပုံနဲ့တတိယအောင်မြင်နေတယ်ဆက်ဆက်ပါသေးတယ် ိမ်မက်ထဲမှာတေသူများကိုလည်းမိမတ်တက်ချောင်းဖြစ်နိုင်ပါသေးတယ်။ဒါပေမဲ့တေသွားသောသူဟာတကူးရှင်ဖြစ်သွားတယ်ဆိုတဲ့အယူအဆကထို့အချိန်မှာကောင်းစွာဖြစ်ပေါ်နေပြီဖြစ်ပါတယ်။တေသွားတဲ့သူများကိုအစပထမပိုင်းမှာကြောက်ရွံ့စိတ်ဖြင့်ဝူဝါဝါစဉ်းစားတွေးတောမသိမကမတတ်မသာခံစားချက်ဖြင့်ရှုမြင်တတ်ပါတယ်။ဘာလို့လဲဆိုတော့တေသွားတဲ့သူတို့ဟာလှုပ်ရှားမှုများကိုကြိုတင်ခန့်မှန်းမှန်းဆလို့ မရလို့ဖြစ်ပါတယ်။နောက်ပိုင်းကျတော့လူသေးများမှာစွာအားရှင်များဖြစ်လာတာနေရှင်တဲ့လူများကိုအနှောက်အယှက်လည်းပြုနိုင်ပါတယ်။အကူအညီများလည်းပေးနိုင်ပါတယ်လို့သဘောထားလာကြပါတယ်။ဒီအတွေးခေါ်အဆင့်ကိုရောက်ရှိလာတဲ့အခါရိုးရာအင်းဦးနဲ့ဘိုးဘေးကိုယ်ဝယ်မျိုး ancestral spirit အလေးထားမျိုးပေါ်ပေါက်လာပါတော့တယ်။ဒီလိုဓလေ့ထုံးစံနေပေါ်ပေါက်လာတဲ့ကာလဟာ BC 1000ကနေ BC 3000အတွင်းကြောက်ခင်နှောင်းပိုင်းကာလမှာဖြစ်ပါတယ်။ဒီခေတ်မှာကြောက်ခလနဲ့များကိုတောက်ပြောင်အောင်အယောင်တင်ပေးတဲ့အတတ်ပညာတွေတော့ပုံနေပါပြီ။ဒီအချိန်မှာရှေးဦးလေယာစိုက်ပျိုးရေးစနစ်ထွန်းကားလာပါတယ်။တောရိုင်းတရိษံများကိုအိမ်မွေးတရိษံများအဖြစ်ရင်ပေါင်းပြုလုပ်ပြီးအသုံးပြုတတ်လာပါတယ်။မြေအိုးလုတ်တဲ့အတတ်ကိုလည်းတက်မြောက်နေကြပါပြီ။ဒီအချိန်မှာဖွံ့မီထိုးခြင်းအတတ်ရက်ကန်းရက်ချင်းအတတ်တက်မြောက်နေပါပြီ။ ကနဦးအိမ်ဆောက်ခြင်းအတက်ကိုလည်းတက်နေပါပြီ လောင်းလေတောင်ပြုလုပ်တက်နေပါပြီ စေကူတာမှုမှာလည်းခွဲစိတ်ကူတာမှုရဲ့အစပိုင်းတော်ပေါ်ပေါက်နေပြီလို့တွေ့ရပါတယ်ဒီလိုပဲဘာသာယုံကြည်ကိုးကွယ်မှုတွေပုံမှုတိုးတက်ပြီးအယူဆများဖြစ်ပေါ်လာအောင်လည်းထိုကာလမှာပြုလုပ်လာကြပါတယ်အတူအခန္ဓာမျိုးကိုပို့ပြီးအေးပါပြီးပို့ပြီးရှုပ်ထွေးလာပါတယ် အတုဝခန္ဓာများမှာအဆောင်ရောင်များဖြင့်ကြီးကျယ်ခန္ဓာလာပါတယ်တချို့အတုဝတွေမှာကြီးကျုံများနဲ့ဇနီးမယားကိုပါထဲ့သွင်းရစ်ပူစော်တဲ့တကြူမျိုးရှိလာပါတယ်မြေမြုပ်တကြူသောမြေတွင်းကြီးများမှာအလွန်ကြီးမားပြီးတမင်တကာပြုလုပ်ထားသောလှိုင်းငူကြီးများတွေထဲ့သွင်းပြုလုပ်ခဲ့ကြပါတယ်တင်းကြိုင်းထဲမှာကြောက်ဆောင်ကြောက်ခန်းများဖွဲ့ထားကြပါတယ်ရင်းတို့ကိုယခုအခါ dolmens တင်းကြိုင်းငူလောင်တိုက်ကြီးများလို့ခေါ်ပါတယ် ထိုကြောက်ဖြင့်ပြုလုပ်ထားတဲ့တင်းကြိုင်းကိုလောင်တိုက်ကြီးများကို လူအင်အားများစွာဖြင့်ကြောက်တောင်ကြီးများကို ဖြိုရေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။နောက်အရေးပါတဲ့တိုးတက်မှုတချို့ကတော့လူတွေများကိုမီးရှို့တဲ့အလေးထားပေါ်ပေါက်လာတာဖြစ်ပါတယ်။ကြောက်ခက်နှောင်းပိုင်းကာလမှာရှေးလူများဟာသဘာဝကိုးကွယ်မှုသဘာဝတရားကိုကိုးကွယ်မှု worshiping the nature ပထမဦးဆုံးပြုလုပ်ခဲ့တဲ့အထောက်အထားကို လို့ရပါတယ်။သဘာဝတရားကိုကိုယ်ပဲမူထောက်ထားများကနေနဲ့လာလို့ရဲ့အဝန်အဝိုင်းပုံသင်္ကေတတွေပဲဖြစ်ပါတယ်။ကြောက်တုံးကြီးများနဲ့ကြောက်တိုင်ကြီးများကိုလည်းအလေးမြတ်ပြုခဲ့ကြတယ်။ကြောက်တိုင် ကြောက်တုံးကြီးများကိုလည်းကျေနက်ခတ်များကိုကိုးစားပြုခဲ့ကြပါတယ်။သစ်ပင်ကိုယ်ပဲမူလည်းရှိပါတယ်။ထို့တူအသက်တီထွင်ပြုလုပ်ထားကြတဲ့ပစ္စည်းကိရိယာများကြောင့်ရရှိလာတဲ့တကောတတ္တိများကိုကျေးဇူးတင်တဲ့အားဖြင့် ပစိန်ကို၎င်း၊လန်နန်ကို၎င်း၊ဘီးထောက်တက်ဆင်ထားတဲ့လှဲဘင်းကို၎င်း၊နတ်ဖျားများဖြစ်တော်ပူဇော်ခဲ့ကြပါသည်တည်းဒီခေတ်မှာမော်ဝိဇာအတက်လည်းကြီးထွားလာတယ်လို့ဆိုနိုင်ပါတယ်အင်းချထားတဲ့ကြောက်စရက်ခဲများကိုဆောင်ထားရကြပါတယ်အင်းကြောက်ခဲစမကြောက်ခဲများဘလို့ပဲဘုံအသုံးချခဲ့ကြအောင်လို့ယခုထက်တိသေးကွဲဆိုမသိရသေးပါဘူးဒီလောက်ဆိုရင် ကြောက်ခဲဘာသာယုံကြည်ကုကွယ်မှုအကြောင်းပါလုံလောက်ပါပြီ ဘာတွေကိုကျွန်တော်တို့တွေ့ရှိကြရတာလဲဒီခေတ်မှာဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ဘာသာရေးအလေးထားများ တိတိပပပေါ်ထွန်းနေပြီဆိုတာကိုလည်းတွေ့ရပါတယ်ဒါပဲမဲ့ဘာသာယုံကြည်ကိုးကွယ်မှုမှာဘယ်ပုံဘယ်နိစတင်ပေါ်ပေါက်ခဲ့ပါသလဲဒီမေဝန်ပု္ပ္ပစာကိုယနေ့တိုင်ဖြည့်ရှင်းလို့မရသေးတဲ့ပု္ပ္ပစာတဘိုးဖြစ်တည်ရှိနေပါသေးတယ်။ကြောက်ခက်ကကြရင်ခဲ့တဲ့အမှတ်ထားအကျဉ်းကြံများအခြေခံကြတဲ့စိတ်ပိုင်းဆိုင်ရာစူးစမ်းလေ့လာမှုများမှာ ထိမ့်ချုပ်တဲ့အရာဖြစ်တာအသုံးတည့်ပါလိမ့်မယ်။၎င်းတို့အသုံးပြုပြီးမျက်မှောက်ကတိုင်အောင်တည်ရှိနေသေးတဲ့ရှေ့ကျတဲ့ဘာသာတရားတွေကိုဘယူတစိုက်လေ့လာကြည့်တင်ပါတယ်။ကျွန်တော်တို့အနေနဲ့ထိုကိစ္စကိုကိုဥတီပြီးလေ့လာကြည့်ကြမှာဖြစ်ပါလိမ့်။